စစ်ဘက်ဆိုင်ရာတည်ယူပို့ဆောင်မှုတွေအတွက်ပြုရင်ပြောင်းလဲရေးနေရင်ကြီး Frank ဒါကတော့ AMA C5 Galaxy လေးရင်ကြီးပါပဲသူမှချစ်စရာနာမည်ပြောင်းလဲတစ်ခုတောင်ရှိပါသေးတယ်အဲ့ဒါကတော့ Frank လို့ခေါ်ကြတာပါပဲဒီနာမည်လေးကဘာမှမဟုတ်တလို့ထင်ရပေမဲ့နောက်ကွယ်မှာလေးနဲ့တဲ့အထိပယ်တွေရှိနေပါသေးတယ်ဒီအကြောင်းကိုတော့နောက်ပိုင်းမှာရှင်းပြပေးသွားမှာပါဒီလင်းကမဟာတရားကိုကြီးမာပါတယ်ဘလောက်ထိကြီးလဲဆိုရင်အလျား249ပေအမြင့်65ပေရှိပါတယ် တောင်ပိုင်းတစ်ဖက်ကိုဖျံတိုင်းလိုက်ရင်အကျယ်က222ပေတောင်ရှိနေတာပါဒီလောက်ကြီးတဲ့လင်းကြီးကတကယ်ရောလိုအပ်နေပါသလားဆိုရင်လိုအပ်လို့ဒီလိုတီဆောက်ခဲ့ရတယ်လို့ပဲပြောရမှာပါဒီအတွက်အကြောင်းပြချက်ကလည်းရှိနေပါတယ်အရင်ဆုံးအနေနဲ့ကုန်တင်ဆောင်နိုင်တဲ့အပိုင်းကနေစပြောရမှာဖြစ်ပါတယ်ဒီဘိုင်းကအလျား120ပေရှိပါတယ်အဲ့ဒီတဲမှာအတင်ချပြလုပ်တဲ့ရှော့ဆောက်တွေမပါသေးပါဘူးအနံ19ပေနဲ့အမြင့်73.5ပေရှိပါတယ်ဒီလောက်ကျင်အောင်လှူထားတဲ့အကြောင်းကတော့ပစိကရိယာအမျိုးမျိုးကိုတင်ဆောင်ဖို့လိုအပ်လို့ပါဒီကလန်စီလင်းဟာ M1A2 Abraham တင်ကားလိုမျိုးတော့တည်ဆောင်နိုင်စွမ်းရှိပါတယ်ဒါကအစားပဲရှိပါသေးရင်သူ့ရဲ့ပုံမှန်တင်ဆောင်နိုင်တဲ့ပမာဏကပေါင်2သိန်း4000ဖြစ်ပြီးအရေးပေါ်အခြေမှဆိုရင် ပေါင်2သိန်း9000တထောင်အထိတိုးမြင့်နိုင်ပါတယ်ဆေးဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့အမြင့်ဆုံးပြန်တန်းနိုင်တဲ့အလေးအချိန်ကပေါင်8သိန်း4000အထိရှိပါတယ်စီဖိုင်မှာသူရဲ့အင်မတန်ကြီးမားတဲ့ကိုရီထက်ပို့ပြီးအန်အောဆရာကောင်းတဲ့အရာတွေလည်းရှိနေပါသေးတယ်။ဒီလင်းဟာလုပ်ငန်းမျိုးစုံမှာအသုံးပြုနိုင်ပါတယ်။နောက်ပိုင်းကအထက်တွေမှာခီးတဲ့83ဥစ္စာအတွက်နေရာရှိပြီး ရှေ့ပိုင်းအထက်ဒီမှာခီးတဲ့ရှေ့ဥစားနေရာရှိပါတယ်ဒါပေမဲ့သူတို့ရဲ့အထိုင်ကုန်တွေကလင်းရဲ့အမီးပိုင်းကိုမျက်နှာမူထားတာပါ။ဘာကြောင့်လဲဆိုတော့ဒါကခီးတဲ့ရင်လင်းမဟုတ်ဘဲနဲ့ကုန်တင်လင်းဖြစ်နေလို့ပါပဲ။နောက်ကိုမျက်နှာမူထားတဲ့ထိုင်ကုန်တွေက Galaxy လင်းရဲ့ကုန်တင်တဲ့လုပ်ငန်းကိုအမြန်ဆုံးအထိထောက်ပံ့ပေးနေပါတယ်။အဲ့ဒီထိုင်ကုန်တွေကကုန်တင်တဲ့နေရာကိုပို့ပြီးအလဲတကူဝင်ရောက်စေပြီးလင်းဝင်တန်းနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုအကောင်းဆုံးစီစဉ်နိုင်ဖို့နေရာကိုအများဆုံးအသုံးပြုစေနိုင်ပါတယ်။ ဒါအပြင်ပို့ပြီးလဲလုံကြုံစီပါတယ်ဒီအခင်းချင်းကအရေးပေါ်အခြေအနေမှာလင်းရင်ကိုမြင်မြန်ဆန်းဆန်းဆုံးခွာနိုင်ပြီးလင်းရင်ပြင်းထန်စွာလှုပ်ခါနေတာဒါမှမဟုတ်ခက်ခဲစွာစဉ်တက်တဲ့အခြေအနေတွေမှာထိခိုက်မှုနည်းပါစေပါတယ်အဲ့လိုအခြေအနေတွေမှာအမီးကိုမျက်နှာမူထားတဲ့ခီးတဲ့တွေဟာဖိအားနေပြီးတော့ထိခိုက်ဒဏ်ရာရနိုင်ခြေနဲ့မြန်နေနေပါတယ်ဒီလိုအန်အောဆရာကောင်းတဲ့အရာတွေကိုအားလုံးရှိနေပေမဲ့ C5 ဟာဝေဖန်မှုတွေမရှိခဲ့တာတော့မဟုတ်ပါဘူးနောက်ဆုံးပေါ် C5M Super Galaxy အမျိုးအစားဟာ2024ခုနှစ်ဩဂတ်လအထိတနအီပြန်တန်းစရိတ် 9,508ဒေါ်လာကုန်ကျနေပါတယ်။ကုန်ကျစရိတ်မြန်မာရတဲ့အကြောင်းရင်းတွေကစိတ်ပိုင်းကတော့သူ့ရဲ့အစောပိုင်းတီထွင်ထုံးလုံးမှုရဲ့တင်းကျက်တဲ့လိုအပ်ချက်တွေအကြောင်းပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကို1963ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးအဲဒီအချိန်မှာအမေရိကန်စစ်တပ်ကသူ့ရဲ့ C133 Cargo Master လေယာဉ်ကိုအစားတိုးဖို့ဂျက်လေယာဉ်ဒဇင်လိုအပ်နေတယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။ Lord Hay Company ကလေလံကိုအောင်မြင်ခဲ့ပြီးရှိရှိသမျှအရာအလုံးကိုသိငင်သွားစေမယ်လင်းဒဇင်းကိုတိစောက်ခဲ့ပါတယ်။ဒါပေမဲ့သူအမျော်လင့်တဲ့ကြီးကြီးမားမားကိုဖြည့်ကြည့်ဖို့လိုအပ်ပါတယ်။အောင်မြင်တယ်လို့သတ်မှတ်ခံရဖို့အတွက်ပေါင်း3,500လေးချင်ရှိတဲ့ကုန်ပစ္စည်းတွေကိုမိုင်ပေါင်း8,000ကျော်ထိတင်ဆောင်နိုင်ရမယ်။အဲ့ထက်နဲ့စပိုတဲ့ပမာဏကိုပိုတိုးတဲ့ကွာဝေးတွေမှာတင်ဆောင်နိုင်ရမယ်။အလျား8,000ပဲရှိတဲ့ပြည်လန်းတွေကနေပြန်တက်နိုင်ရမယ်။အလျား4000ပဲရှိတဲ့ပြည်လန်းတွေပေါ်မှာဆင်းသက်နိုင်ရမယ်။အဲဒီကန့်သတ်ချက်တွေကစိန်ခေါ်မှုများခဲ့တယ်တော့အမှန်ပါပဲ။ အငင်းပွားစရာအကောင်းဆုံးလိုအပ်ချက်ကတော့ C5 လင်းကိုတဲ့တစ်ခုလုံးဟာ ပြန်တန်းချိန်နာရီ3000အထိခန်းနိုင်ရှိရမယ်ဆိုတာပါပဲ။ Lockheed Company က1969ခုနှစ်ဒီဇင်ဘာမှာလင်းကိုပထမဆုံးမိတ်ဆက်ပြသခဲ့ပြီးအချိန်အတိုတွင်းမှာပဲအဲ့ဒီလိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းနိုင်ခဲ့ပုံရပါမယ်။ပြဿနာတွေကချက်ချင်းလိုလိုထွက်လာခဲ့ပါတယ်။1980ပြည့်နှစ်အလယ်ပိုင်းမှာထွက်လာခဲ့တဲ့လင်းအုပ်စုမှာတောင်ပံအကွဲကြောင်းတွေတွေ့ရှိခဲ့ရပြီး CSA လိန်အားလုံးရဲ့တည်ဆောင်နိုင်တဲ့ပမာဏကိုပေါင်9000အထိရှော့ချဖို့မဖြစ်မနေဆုံးဖြတ်ခဲ့ရပါတယ်။ရလဒ်အနေနဲ့ကတော့1982ခုနှစ်ကနေ1988ခုနှစ်အတွင်း C5 လိန်အုပ်စုရဲ့တောင်ပံတွေကိုအလူမီနီယံဂွိုင်းနဲ့ပြန်လည်တပ်ဆင်ခဲ့ပြီးအဲ့ဒီအပလိုင်းဟာအဲ့ဒီကာလမှာမရှိအားရှိခဲ့ပါဘူး။နောက်ပိုင်းမှာမျိုးစားတွေပို့ပြီးတော့တာရှိခန်နဲ့ကောင်းရင်အင်ဂျင်တွေနဲ့လိန်ထင်းချွတ်ရေးစနစ်တွေမှာတိုးတက်မှုတွေထပ်မံပါဝင်လာခဲ့ပါတယ်။ C5 စီအမျိုးအစားကတော့အနောက်ပိုင်းအဝင်တင်မှာရှိတဲ့ခေးတရေအခန်းကိုဖယ်ရှားပြီးအနောက်ဘက်ကုန်တင်တကားအစိမ်အပိုင်းကိုပြုပြင်ပြောင်းလဲခြင်းဖြင့်ကုန်တင်နိုင်မဲ့နေရာကိုပို့ပြီးအကျိုးရှိရှိအသုံးပြုနိုင်ပါတယ်။ဒီပြောင်းလဲမှုနှစ်ခုစလုံးကကုန်တင်ခန်းရဲ့အနောက်ဘက်ဝင်သွားတဲ့နေရာရဲ့အရွယ်အစားကိုတွန်းမြင့်ပေးပါတယ်။အခုဒီအကြောင်းအရာကိုအားလုံးသိသွားပြီဆိုတော့ Fred ဆိုတဲ့နာမည်အကြောင်းကိုလည်းရှင်းပြချင်ပါတယ်။ Freaking Red to Coolest Economics Disaster ဆိုတဲ့အရှိကောက်ပါပဲ။အထိမဲ့ကတော့အချိန်နဲ့တိမ်မကောင်းလာတာကိုအားလုံးသိမယ်လို့ထင်ပါတယ်။ရွယ်ပြီးဒီနာမည်ပေးခဲ့လာတော့မသိပါဘူး။ လက်စီလင်ကြီးဟာကုန်ကြားစိတ်တွေအလုံးအကျုံတက်သွားခဲ့ပြီးပြန်တန်းဖို့လည်းအင်မတန်ဈေးကြီးပါတယ်အဲဒါကြောင့်ဒီနာမည်ကိုရခဲ့တာပါဒါပေမဲ့စွမ်းဆောင်ရည်နဲ့ထီအောင်မှုကတော့အရန်ကိုမိုင်းမိုင်လုံးပါတယ်ပြီးတော့အခုလိုအမိုင်ဆုံးအရာတစ်ခုကိုတော့ပြောရသေးပါဘူးအင်ဂျင်နီယာတွေဟာဒီလောက်အမြင်ရှိတဲ့လေယာဉ်ပေါ်ကိုကုန်ပစ္စည်းတင်တဲ့အခါကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေကိုလည်းစဉ်းစားခဲ့ကြပါတယ်အဲဒါကြောင့်ဒီအရာမှလေယာဉ်ကြီးဟာသူ့လိုလိုအောက်ကိုနှိမ့်ချလာခဲ့တာပါလေယာဉ်ကြီးကဒူးထောက်နိုင်ပါတယ်တိတိကျကျပြောရရင်အသင်းကီယာတွေလည်းအလုံးလုံးနိုင်ပါသေးတယ် ရထားတဲ့ C5 ရဲ့စင်းတန်ကီယာတွေဟာလေယာဉ်ရဲ့ဘိုင်းအောက်နားအထိပြန့်ဝင်သွားနိုင်ပါတယ်။အဲဒါကကုန်မစည်းတွေကိုတင်ဖို့နဲ့ချဖို့အတွက်သူ့ရဲ့ရှော့ဆော့ကိုဖျက်ထုတ်ရတာလွယ်ကူမယ်ထင်ပါတယ်။ဒါကလွယ်ကူတယ်ထင်ရပေမဲ့ဒီလေယာဉ်ဟာသူ့ကြီးတင်တန်ချိန်400လောက်လေးနေခဲ့တာပါ။သူ့တယ်ဆောင်နဲ့တခြားအရာတွေမပါသေးပါဘူး။သူ့ရဲ့စမ်းသပ်ကီယာတွေကိုသုံးတဲ့အခါသူ့ရဲ့ကိုယ်လေးချိန်နဲ့သူ့ပါအကြောင်းမပြောလဲရတာလေ။ဒီလေယာဉ်မှာမြင်မာတဲ့စင်းသပ်စနစ်တစ်ခုရှိပြီးအဲဒါက ကိုအလေးချင်ရဲ့အလေးချင်ကိုနေရအကျယ်ဝဲတစ်ခုပေါ်မှာဖျန့်ချက်ပေးနိုင်ပါတယ်ဆိုလိုတာကသူကအတော်လေးကိုတူတောင်းပြီးပြင်ဆင်မထားတဲ့ခြေလှမ်းတွေပေါ်မှာတော့အဆင်ပြေပြေစဉ်းစားနိုင်တာပါပဲပေါ်ပြီးလိုင်အောင်ကြီးထွေဖြစ်စေဖို့အတွက်စဉ်းသက်ခီယာဟာဘိန်းတစုံစီကိုတီးကြစီနှိမ့်မြင့်လုပ်နိုင်ပါတယ်ဒီအင်္ဂါရက်ဟာတာယာလေးတာဒါမှမဟုတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာပို့ပြီးတော့ရိုးရှင်းစေပါတယ် C5 Galaxy လင်းဒဇင်းမှာဒီလိုလုပ်နိုင်တဲ့ဘိန်း28လုံးလောက်ရှိပါတယ် နောက်ထပ်ပြောရမယ့်အပိုင်းကတော့တူလောင်မှုအပိုင်းပါပဲတူလောင်မှုဆိုတာလည်းဒါမှမဟုတ်သင်းမောလိုမျိုးရင်းနေပေါ်မှာကုန်ပစ္စည်းနဲ့ကရိယာတွေကိုစနစ်တကျစီစဉ်နိုင်တဲ့စွန့်ရည်ပါ C5 Galaxy အတွက်ကတော့ဘိန်းတွေကကုန်ပစ္စည်းတွေကိုအကောင်းဆုံးနေရာချထားနိုင်မှုမဟာဗျူဟာမြောက်တဲ့နေရာချထားမှုကိုမြင်တွေ့စေပါတယ်ဒါပေမဲ့ဒါဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူးကုန်တင်လင်းတွေပေါ်မှာဆိုရင်ကုန်ပစ္စည်းတွေကိုများသောအားဖြင့် forklift တွေ electric car တွေဒါမှမဟုတ်ကက်ကြီးကလစ်ပုံစံတွေနဲ့တခြားကရိယာတွေသုံးပြီးတင်လေးရှိပါတယ် ပေါင်3,400,000လေးတဲ့ Abraham Hunting ကိုဒီနည်းတွေနဲ့တင်ဖို့စ조사နေတယ်ဆိုရင်ဒါကဖြစ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်လင်ကပဲလန်ခင်ပေးမှဆင်းပြမှာဖြစ်ပါတယ်။ဒါကြောင့်သူဒုထောက်ထားတာပါ။ဒီနည်းအားဖြင့်လင်ကိုနှိပ်ပေးလိုက်သလိုပါပဲ။တင်ကားကလည်းရှော့ဆောက်ကနေတက်သွားလိုက်တာပဲဖြစ်ပါတယ်။ဒီလိုလုံချင်းအပြင်ကုန်တင်တဲ့တက်ထက်ဟာတင်းမောဘွားကိုတင်ရမယ့်ကိရိယာတွေနဲ့တဒန်းနေဖြစ်သွားပါတယ်။ဒါပေမဲ့တင်ခံမှန်းမိတဲ့အတိုင်း C5 ဘော်ကိုကော်မစီတင်တာကိုအင်မတန်ထိရောက်စေတဲ့လှည့်ဝက်တွေအများကြီးရှိပါတယ်။ နောက်ကိုပဲမရှိပါရင်အဲ့ဒါကတော့လင်းဦးပိုင်းမှာရှိနေခဲ့တာပါအခုမြင်နေရတဲ့အတိုင်းပဲ C5 Galaxy က Galaxy ဦးပိုင်းမှာပဲလှမ်းပြီးပစိထဲ့လို့ရပါတယ်အခုအချက်ကလည်းအတော်လေးကအတော့ဝင်နိုင်ပါတယ် C5 ရဲ့ဦးပိုင်းကိုကုန်တင်ခန်းရဲ့အခြေနဲ့အမြင်အတိုင်းဒါအထိဖွင့်နိုင်ပါတယ်အဲ့ဒါကတင်ကားနေဖြစ်သွားဖို့လုံလောက်ပါတယ်ပြီးတော့ကုန်ပစိတွေကိုနှာခေါင်းရောအမီရောနှစ်ဖက်စလုံးတင်နိုင်တဲ့အတွက် Galaxy ဘောကိုပစိတွေမြန်ဆန်ဆန်နဲ့အထိရောက်စုံနေရာခြားထားမှုနဲ့ရတာကိုအများကြီးလွယ်ကူစေခဲ့ပါတယ် တမန်လင်းရင်လေးဒီစင်းမှာဆိုရင်ကွန်မစီတွေအားလုံးကိုနောက်ဖက်တစ်ဖက်ထဲကပဲတင်ရတာဖြစ်ပြီးအဲ့ဒီအချိန်ကအများကြီးပိုကြပါတယ်အမေရိကန်ကနိုင်ငံတစ်ဖွဲ့မှာဖျန်းချက်တဆွဲလာတဲ့တပ်ဖွဲ့ဝင်တသိန်း9000လောက်ရှိပါတယ်ဒီတပ်ဖွဲ့ဝင်တွေဟာအခြေအနေမျိုးကြောင့်ထောက်ပံ့ရေးပစ္စည်းတွေနဲ့ကိရိယာတွေကိုအမြဲတမ်းလိုအပ်ပါတယ်စီဖိုင်းရဲ့ကုန်တင်ချိန်ကိုရှော့ချဖို့အင်ဂျင်နီယာဝိုင်းဆိုင်ရာတည်ထွင်မှုအတွက်တဘာဝဘေးအန္တရာယ်တွေနဲ့အရေးပေါ်အခြေအနေတွေကိုမမြန်ဆန်ဆန်တုံ့ပြန်ပြီးလိုအပ်ကြတွေကိုပို့နိုင်ရမယ်တဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်ဒါကတကယ့်ကိုရွေချက်ကောင်းတဲ့အများကြီးကိုတာတာပါ စီဖိုင်ဟာဒီလောက်လေးလံတဲ့ကုမ္ပဏီတွေကိုကဘာတဝမ်းဘလို့တဲဆောင်ပြီးကောင်းကင်ကနေမကြဘဲနေနိုင်မှာလေဒီအကြောင်းကိုနားလည်ဖို့အတွက်ပထမဆုံးအနေနဲ့ပေါင်၈300ကိုမြေပြင်ကနေမြောက်တင်ဖို့ဘလောက်အားလိုအပ်မလဲဆိုတာကိုနားလည်ထားပါမယ်နောက်ဆုံးပေါ်မျိုးစားဖြစ်တဲ့ C5M Super Glue C မှာတာဘိုဖန်အင်ဂျင်လေးလုံးရှိပြီးတလုံးကိုပေါင်၅000 1250တွန်းအပေးနိုင်ပါတယ်အားလုံးပေါင်းဆိုရင်ပေါင်း2300ရှိပါတယ်နိုင်ရှင်ကြည့်မယ်ဆိုရင် FCC လို့တိုင်းလေဒဇင်းရဲ့အင်ဂျင်ဟာအမြင့်ဆုံးပေါင်3250ပါပဲ Galaxy ကတခြားအရာတွေအားလုံးထက်အများကြီးတာလုံနေပါတယ်ဒါပေမဲ့ဒီလိုအားကောင်းတဲ့အင်ဂျင်တွေကိုထိန်းသိမ်းရတာကလည်းမလဲကူလှပါဘူးဒါဟာ C5 ဟာပြန်တမ်းဖို့ immediate ဈေးကြီးတဲ့လေယာဉ်ဖြစ်နေရတဲ့အကြောင်းရင်းတစ်ခုပါပဲအင်ဂျင်တွေကိုတင်းလျော်တဲ့အခြေအနေမှာထိန်းသိမ်းဖို့အတွက်မကြာခဏပြုပြင်ထိန်းသိမ်းရေးတွေဈေးကြီးတဲ့အထူးလုပ်ငန်းဆောင်တာတွေကိုလိုအပ်နေပါတယ် ဒီလုပ်ငန်းဆောင်တာဒီမှာလင်းရင်ကိုအစိအပိုင်းတစ်ခုချင်းစီချွင်းရင်ချက်ရှိမရှိစစ်ဆေးနိုင်ဖို့အတွက်လုံးဝနေပါဖြစ်ပြလိုက်ရတယ်။ Galaxy Plain ဒဇင်းဟာ66လတိုင်းဒီလုံထုံးလုံးလေးကိုခံယူကြပါရင်အရာတွေကိုနည်းနည်းလွယ်ကူလာစေဖို့အတွက်လေတက်ကသူ့ရဲ့ engine တွေကိုအဆင်ပြေတင်ခဲ့ပါရင် engine အသစ်တွေမှာတွန်းအား၂၂ရာခိုင်နှုန်းပုံများပြီးပြန်တက်ဖို့လိုအပ်တဲ့ပြေးလန့်အရှိ30ရာခိုင်နှုန်းပို့တူကတက်နှုန်း58ရာခိုင်နှုန်းပုံများတဲ့အတွက်ကုန်စည်တွေကိုပို့ဝေးတဲ့အကွာအဝေးအထိတည်ဆောင်နေပါတယ်။ဈေးကြီးပေမဲ့အင်ဂျင်တွေထဲမှာ လေထဲမှာတွန်းအားပြောင်းပြန်လှမ်းပြီးအရှိန်လျှော့တာမျိုးလိုပို့ပြီးမှိုက်တဲ့အရာတွေကိုတော့မှလှုပ်ဆောင်နိုင်ပါတယ်။ Galaxy 9ဟာ10မိနစ်ကိုပေ18000နှုန်းအရှိန်အဟုန်နဲ့စဉ်းစားလာနိုင်ပါတယ်။တကယ်တော့ C5 ရဲ့ engine တွေဟာအင်မတန်အားကောင်းတဲ့အတွက်လေယာဉ်ကိုယ်ရဲ့ design ကိုတော့မှသူတို့ကိုထည့်သွင်းနိုင်မှုပြောင်းလဲခဲ့ရပါတယ်။အမေကိုကြည့်လိုက်ပါတည်တာပါရင်အမေကလည်း65ပဲအမင်းရှိပါတယ်ဒါပေမဲ့ဘာကြောင့် Fred ရဲ့အမေဟာဒီလောက်မြင့်မို့လိုအပ်ခဲ့တာလဲအလားအပါပြောင်းဝဲမှာပထမဆုံးရဖို့တော့မဟုတ်ပါဘူး လေရင်အနောက်ဘက်မှာကြီးမားတဲ့ကုန်တင်အဖွင့်နဲ့ရှောင်းဆောက်ပါရှိဖို့အတွက်ဖြစ်ပြီးကြီးမားလုံးတဲ့ကုန်ပစ္စည်းတွေကိုပိုလွယ်ကူစွာနဲ့တင်နိုင်ဖို့ပါပဲမြန်မာတဲ့တီပုံစံအမီဒီဇိုင်းတောင်လေရင်အမီကတောင်ပံတဲ့အင်ဂျင်နီယာနောက်မှာမတီငိမ့်တဲ့နေစည်းကြောင်းရဲ့ဘေးကင်ရနေရာမှာရှိနေပြီးအလျားလိုက်တည်ငြိမ်မှုကိုပေးပါတယ်ဒီဇိုင်းဟာ C5 လိုကုန်တင်လေနေအတွက်အားတာချက်ရှိပေမဲ့စိန်ခေါ်မှုတွေမရှိတာတော့မဟုတ်ပါဘူး Galaxy လို့တီပုံစံအမီတွေဟာ Nanshine နဲ့လင်းတုံခါမှုကိုဖြစ်လဲစေပါတယ်အဲ့လိုဖြစ်နေတော့မှပဲ ထိန်တောင်ပံကနေခွဲထွက်လာတဲ့လေစီးကြောင်းကလေရင်ကိုမော့တက်သွားစေပြီးလေရင်မှုတွေအတွက်ထိန်းချုပ်ရခက်ခဲစေခဲ့ပါတယ်။ဥပမာအနေနဲ့1998ခုနှစ်မှာအိန္ဒိယသမုဒ္ဒရာတဲကဒီအေဂိုဂါစီယာကိုချင်းကပ်တုံးမှာ C5 ဒဇင်ဒီလိုကိစ္စနဲ့ကြုံတွေ့ခဲ့ရပြီးမရဒစဖြစ်လို့နေပါတီဖြစ်ခဲ့ရတာပါ။ဒီဖြစ်နိုင်ခြေကိုတံပြန်ဖို့အတွက် C5 ရဲ့တောင်ပံဒီကို တိုက်ခိုက်တော့အမျိုးမျိုးကနေလုံလောက်တဲ့လေအားနဲ့တည်ငြိမ်မှုကိုပေးနိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်။အထောက်အချုပ်ပြောရရင်အကောင်အကြီးပြင်မဲ့ထိမ့်သိမ်းရလွယ်ကူအောင်ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။ဒါတွေမဲ့လားဆိုတော့မဟုတ်သေးပါဘူး။ဒီရင်အချင်းမှာထိကျတဲ့ပြန်တန်းမှုနဲ့လမ်းချောင်းပြိုင်ဆိုင်ရာလုံဆောင်ချက်မျိုးစုံပါဆမတ်စကရင်6ခုအပေါင်းဝင်အဆင့်မြင့် electronic စနစ်တွေလည်းပါနေခဲ့တာပါ။အဲ့ဒီစနစ်တခုချင်းစီကပဲ15လက်မအရွယ်စားလောက်ရှိနေခဲ့တာပါ။နောက်ပြီးဒီစနစ်တွေကပြန်တန်းရတဲ့အတွက်စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေမှာလည်းထိထိရောက်ရောက်အလုပ်လုပ်နိုင်ပါတယ်။ ဒီကောင်းချုပ်ပြောရင် လေရင်ကြီး Fred ကတက်တန်းတစ်ခုကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။တိစားသူတွေကတော့ဒီလေရင်ကြီးကိုတက်တန်း90တနည်းအားဖြင့်2040ပြည်နယ်အထိအသုံးပြုဖို့ရည်ရထားပြီးတောက်လျှောက်အဆင့်မြင့်တင်နေခဲ့ကြတာဖြစ်ကြောင်းဝေမျှလိုက်ရတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါရခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။